ကမှာလူသားရဲ့လူဖြစ်လာရင် လူပိသာသောလူကုသိုလ်ကောင်းမှုပြုတတ်သောသူ ဖြစ်ဖို့အင်မတန်အရေးကြီးတယ်။ဘာဘာသမေ ရမတိမနောဆိုတဲ့အတိုင်းပဲတတဝါတို့ရဲ့စိတ်ဟာ မကောင်းမှုမှမူလျော်တယ်။ဒါကြောင့်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တို့ကိုလွယ်လွယ်ပြုတတ်ကြတာပဲ။ ုသိုလ်ကောင်းမှုပြုဖို့ကိုကြတော့ဝန်လေးတယ်မိလျော်နေတတ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုပြုရမှာမိလျော်နေတာများတဲ့အတွက်ဘုရားရှင်ကအပမရေနသံပါရိထာမမေ့မလျော်သောတတိနဲ့ပြည့်စုံ၍နေကြကုန်လောလို့မှားကြခြင်းဖြစ်တယ်တတိလွတ်သွားတော့ဘာဖြစ်မလဲတတိလွတ်သွားတဲ့အခါကျတော့စိတ်က ရောက်တဲ့ရာရာပြန့်နှံ့ပြီးတော့နေတော့ဥဒိစ္စဖြစ်တယ်။ဥဒိစ္စဖြစ်ရင် အကုသိုလ်ဖြစ်ဖို့အများကြီးအကြောင်းပြေဆုံးသွားပြီ။တည်ကြည်တဲ့တမာရီစိတ်နဲ့မှကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ရောက်မှပြန့်လွင်နေတဲ့စိတ်နဲ့ဆိုရင် အကုသိုလ်ဖြစ်လွယ်တယ်။ရရှင်ဒေဝဒူတာတုတ်တံမှာဟောကြားထားတာကလည်းယဟန်တို့ ေမင်းတမန်တို့သည်ဤသုံးမျိုးတို့တည်းလို့ဟောကြားတယ်။အဘယ်သုံးမျိုးတို့နေဟုမူကားဤလောက၌အချို့သောသူသည် ကိုယ်ဖြင့်မကောင်းမှုကိုပြုခြင်း၏နှုတ်ဖြင့်မကောင်းမှုကိုပြုခြင်း၏စိတ်ဖြင့်မကောင်းမှုကိုပြုခြင်း၏ထိုသူသည်ကိုယ်ဖြင့်မကောင်းမှုကိုပြုခြင်းသောကြောင့်နှုတ်ဖြင့်မကောင်းမှုကိုပြုခြင်းသောကြောင့် စိတ်ဖြင့်လည်းမကောင်းမှုကိုတွေ့ကျင်တော့ကြောင်းကိုယ်ခန္ဓာပျက်စီး၍တည်ပြီးဒီမှာနောက်၌ချမ်းသာခြင်းတော့မကောင်းသဖြင့်လာရာပျက်စီး၍ကြာရောက်ရာဖြစ်သောငရဲ၌ဖြစ်ရ၏လို့ဟောကြားထားတော်မူတယ်ယဟန်တို့ထိုသူကိုငရေတိန်တို့သည်အတိအတိလက်မောင်းတို့၌ဆွဲကန်၍ယမမင်းအားပြခုံ၏မင်းမြတ် ဤယောက်ျားသည်အမိ၌သားသမီးတို့ချင်းဝတ်ချွေရင်တယ်အဖအပေါ်၌သားသမီးတို့ချင်းဝတ်ချွေရင်တယ်တမနာတို့၌လူတို့ရဲ့ချင်းဝတ်ချွေရင်တယ်ပြမနာတို့၌လူတို့ချင်းဝတ်ချွေရင်တယ်အမျိုးတွေထဲမှာလည်းကြီးသောသူတွေဖြစ်ကြသော အဖိုးအဖွာဦးကြီးဦးလေးတော်ကြီးတော်လေးစတဲ့ ကိုယ်ထည့်ကြီးတဲ့သူတွေအပေါ်မှာအယုအသေးမပြုတ်ပေဘူးမင်းမြတ်သည်ဤယောက်ျားအားတံပေးတော်မူပါ ဆိုပြီးတော့မရေတိန်တွေက ပြောဆိုကြတယ်ဒီခါမှာယမမင်းကအမောင်ယောက်ျားတင်းသည် လူပြည်တို့၌ထင်ရှားဖြစ်ပေါ်သောပထမသင်မင်းတမန်ကိုမမြင်ခဲ့ဘူးလားလို့မေးတယ်မမြင်ခဲ့ပါဘူးလို့ ယောက်ျားကပြန်ပြောတဲ့အခါကျတော့ယမမင်းကပြန်မေးတယ်အမောင်ယောက်ျားတင်းဟာလူပြည်မှာအိမ်အချမ်းကဲ့သို့ကိုင်းသောခါကုံသောတောင်ဝေးကို အားထားနေရသော တုံတုံရီရီနဲ့သွားလာနေရသောဘူနာနှိမ့်ဆက်နေတဲ့အရွယ်လွန်တဲ့သွားကြိုးပြီးတော့ဆံဖြူနေသောကောင်းပြောင်နေသော ဥကောင်းတုံလှုပ်ပြီးတော့နေတော့အရေးတွန့်လေ၍မှဲ့ကြောက်တို့ဖြင့်ရောပြွမ်းနေတော့ခန္ဓာကိုယ်ရှိတဲ့တတိတန်တွေကလည်းအသက်အားဖြင့်ရေမဲဆိုရင်80တော်လာကောင်း90တော်လာကောင်း100တော်လာကောင်းတတ်တန်းရှိနေတဲ့အမဲဥကိုဖြစ်စေ အဖိုးဥကိုဖြစ်စေ မမြင်ခဲ့ဘူးလားလို့မေးတယ်။မြင်ခဲ့ပါတယ်လို့ယောက်ျားကပြန်ပြောတော့ယမမင်းကလည်း အမောင်ယောက်ျားတင်းဒီတိကျလိမ္မာသည် ဖြစ်ပါလျက်နဲ့အသက်အရွယ်ကြီးရင်သည် ဖြစ်ပါလျက်ငါသည်လည်းအိုခြင်းသဘောရှိတယ်အိုခြင်းသဘောကိုမလွန်နိုင်ဘူးငါသည်ယခုအခါကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းကောင်းမှုကို ပြုတော်မယ်လို့အဲ့ဒီလိုစိတ်အကြံလေးတောင်မဖြစ်ခဲ့ဘူးလားလို့မေးတယ်ဒီတော့ယောက်ျားကလည်းအရှင်အကျွန်ုပ်သည် ကောင်းမှုကိုပြုခြင်းကမစွမ်းဆောင်နိုင်ခဲ့ပါဘူးမေ့လျော်ခဲ့ပါတယ်လို့ပြန်ပြောတယ်ဒီတော့ယမမင်းက အမောင်ယောက်ျားတင်းသည်မေ့လျော်တဲ့အတွက်ကြောင့်ကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းကောင်းမှုကိုမပြုခဲ့ဘူးအမောင်ယောက်ျားအကျဉ်းချင်းရာအဖြစ်တင်းဟာမေ့လျော်ခဲ့တယ်အဲ့ဒီလိုမေ့လျော်ခဲ့တဲ့အတွက် ဒီအချင်းရာအပြင်ပဲတင့်ကိုမချွတ်ပြုကြလိမ့်မယ်ဒီမကောင်းမှုကိုတင့်အမိသည် ပြုတာလည်းမဟုတ်ဘူးအဲ့ဒီမကောင်းမှုကိုတင့်ရဲ့ဖခင် ပြုတာလည်းမဟုတ်ဘူးတင့်ရဲ့ညီအကိုတွေပြုတာလည်းမဟုတ်ဘူးတင့်ရဲ့အမနှမတွေပြုတာလည်းမဟုတ်ဘူးတင့်ရဲ့အဆွေခင်မွန်းတွေချစ်ကြွမ်းဝင်တဲ့သူတွေပြုတာလည်းမဟုတ်ဘူးတင့်ရဲ့ဆွေမျိုးသားချင်းတွေပြုတာလည်းမဟုတ်ဘူး နတ်တွေပြုတာလည်းမဟုတ်ဘူးတမနာပြမနာတို့ပြုတာလည်းမဟုတ်ဘူးစင်စစ်အားဖြင့်တင်းတည်ပင်ထိုမကောင်းမှုကိုပြုခဲ့တာအဲ့ဒီမကောင်းမှုရဲ့အကျိုးကိုသင်ပဲခံစားရလိမ့်မယ်လို့ယမမင်းကဆိုတယ်ဒီတော့လူဘဝဆိုတာကတံဝေကယူတတ်မယ်ဆိုရင်ယူစရာတွေအများကြီးရှိနေတယ်ကိုမျက်စိရှိမှတဲ့အရွယ်လွန်လာကြတဲ့အိုခြင်းတဘောရှိနေတဲ့ လူအိုတွေကိုတွေ့တဲ့အခါမှာငါလဲဒီလိုတနေ့အိုလာလိမ့်မယ်လို့တန်ဝေကရသင့်တယ်။အိုလာတဲ့အခါမှာကုသိုလ်ကောင်းမှုပြုမယ်ဆိုရင်နောက်ကျသွားလိမ့်မယ်။ဆွမ်းဆွမ်းတမန်တန်တုံးမြန်တုံးကိုယ့်ရဲ့စီးပွားကိုလည်းရှားပွေနိုင်တုံးစားတာလည်းစားဆုတာလည်းဆုစွန်ကြဲပေးကမ်းလှူဒန်းတာလည်းလှူဒန်းစိတ်ပန်းဆိုင်ရာအပြင်လည်းပဲစိတ်ကိုဖြူအောင်ထားပြီးတော့ ကုသိုလ်ကောင်းမှုပြုနေတာမျိုးတမထတရားဘာဝနာတရားတို့ကိုနေ့စဉ်အချိန်ရရင်ရတယ်လို့လူပြီတော့လုံးမှာဖြစ်မယ်လို့တတိဝန်တင်တယ်လူတွေကိုမြင်နေရင်မြင်နေရင်လည်းသူတို့တွေအရင်တစ်ချိန်တုန်းကနုပြိုနေကြတာအခုအိုလာကြပြီပဲသူတို့ရဲ့နေရပုံထိုင်ရပုံသူတို့ဘဝဖြစ်တည်ပုံတွေကိုကြည့်ပြီးတော့တန်ဝေကယူရမှာ တချို့အိုလာတဲ့အချိန်မှာ သာသမီတွေရဲ့စောင့်ရှောက်မှုကိုရကြပေမဲ့တချို့အိုလာတဲ့အချိန်မှာသာသမီတွေရဲ့စောင့်ရှောက်မှုကိုလည်းမရကြဘူးဆင်းရဲစွာနဲ့ဘဝကိုရည်တည်နေရတာတွေရှိတယ်ဒါမျိုးတွေကိုကြည်ပြီးတော့လေတောင်ဝေကယူရမယ်ငါမအိုခင် ကုသိုလ်ကောင်းမှုများများပြုထားမှာဖြစ်မယ်လို့အဲ့ဒီလိုဆုံးဖြတ်ပြီးကိုယ်ကာယဖြင့်တော်လကောင် နှုတ်ဖြင့်တော်၎င်းစိတ်ဖြင့်တော်၎င်းပြုတင်ပြုထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကို အချိန်မလွန်ခင်ပြုတင်တယ်လို့တတိဝင်လာလိမ့်မယ်။တချို့အိုတဲ့သူတွေက သာသမီဆောင်ရှောက်မှု ရှိပေမဲ့လို့ကုသိုလ်ကောင်းမှု ပြုဖို့စိတ်မပါတာတွေသွားတွေ့ရတယ်။ကုသိုလ်နည်းပြီးတော့အိုလာတာတောင်မှလောဘစောဒေါသစောတွေနဲ့ကြမ်းတမ်းနေတာကိုတွေ့ကြလိမ့်မယ်။ တိမ်မွေခြင်းမရှိဘဲနဲ့ပဲအိုခြင်းဘဝကို ဖြတ်တန်းနေတာတွေ့လိမ့်မယ်အလိုလောဘမတတ်နိုင်ပဲအိုမင်းခြင်းကိုကြောဖြတ်နေတာတွေတွေ့လိမ့်မယ်ဒါတွေကို တွေ့ရင်လည်းတံဝေကယူရမယ်ဒီလူသည်အသက်အရွယ်ကြီးရင်လာတာတောင်မှ ကိုခြင်းတီလာနဲ့မပြေဆုံးဘူးတေးတဲ့အခါဘာကိုအာကိုမှလည်းငါကတော့မအိုခင်ကလေးကအာကိုလို့ရတဲ့ ကိုယ်အတွက်ပြစ္ဆုတ်ပံတမလွန်အထောက်အပံ့ဖြစ်စေမဲ့ကုသိုလ်ကောင်းမှုတွေများများလှုပ်ထားတာကောင်းမယ်လို့တတိဝင်လိမ့်မယ်။တချို့ကသာသမီအဆောင်လျှောက်လည်းရှိတယ်။ကုသိုလ်လုပ်ဖို့အခွင့်အရေးတွေလည်းရှိပေမဲ့ကိုကိုတိုင်းကိုကကုသိုလ်ဘက်မှာအားနေပြီးတော့ဒေဂာနိရဲ့ချိန်အထိ ကာမဂုဏ်ဘက်မှာပဲအာယုံများနေတယ်။ဘဝဆိုတာဒီအတိုင်းနေတာမဟုတ်ဘူး။ ဒီနေ့ကျမ်းမာနေပြီမဲ့နောက်နေ့မှာကျမ်းမာရေကဖောက်သွားနိုင်တာဒါကြောင့်အချိန်မရွေးဟာလူသားတယောက်ဖြစ်တည်ရခြင်းအတိတ်ပဲနဲ့ပြေဝနေအောင်ကြိုးစားနေရမယ်အချိန်တိုင်းကို လူပိသားအောင်ကြိုးစားနေရမယ်အချိန်တိုင်းကို လူဖြစ်ရတဲ့ဘဝမှာအကျိုးအမြတ်ရအောင်ကြိုးစားနေရမယ်အကျိုးအမြတ်တွေကဘာပဲလဲဆိုတော့ ကိုကိုတိုင်ရှာဖွေစည်းဘူးတဲ့ဒါနအမြတ်ကိုကိုတိုင်စောင့်ထိန်တဲ့သီလအမြတ်ကိုကိုတိုင်ပွားများတဲ့ဘာဝနာအမြတ်ဒီအကျိုးအမြတ်တွေမွေးလာတော့ကဘာမှပါမလာဘူးလူဘဝရောက်တဲ့အခါမှာမပြုတ်ရသေးတဲ့ဌာနတွေပြုပြီးတော့အမြတ်တွေရသွားတယ်မဆောက်တည်ရသေးတဲ့သီလတွေကိုဆောက်တည်ပြီးတော့အမြတ်တွေရသွားတယ်အပွားများရသေးတဲ့ဘာဝနာတွေကို ွားများရင်ဖြင့်အမျက်တွေရသွားတယ်။အဲ့ဒီလိုကုသိုလ်ဥစ္စာကို ထုတ်သွားနိုင်ဖို့ကိုကိုကိုအမြဲတမ်းနှိုးဆော်နေဖို့လိုအပ်တယ်။ဒီလိုနဲ့ယမမင်းကပထမသေမင်းတမန်နဲ့ဆက်လျင်းတဲ့မိကုံမေးပြီးသွားတဲ့အခါအမောင်းယောက်ျားတင်းဒီလူပြည်မှာထင်ရှားဖြစ်တဲ့ဒုတိယသေမင်းတမန်ကို အမြင်ခဲ့ဘူးလားလို့မေးပြန်တယ်။အဲ့တော့ ဟိုယောက်ျားကလည်းဒုတိယသင်မင်းတမန်ကိုမသိတော့မမြင်ခဲ့ပါဘူးလို့ဖြေတယ်။အမောင်ယောက်ျားသင်ဟာလူပြည်မှာနေတုန်းကအနာဖြင့်နှိပ်စက်တဲ့ဆင်းရဲခြင်းတို့ရောက်နေတော့ပြင်းစွာမကြမ်းမာတဲ့မိမိရဲ့ကျင်ကြီးကျင်ငယ်တွေတောင်လိမ့်ကြံပေရည်ပြီးတော့အိတ်နေရတဲ့သူတစ်ပါးသူပေမှ ထနိုင်တော့အိယာကိုလည်းသူတစ်ပါးတို့ချီမပို့ဆောင်မှ သွားနိုင်သောလူနာမိမ့်မာကိုတော်လာကောင်လူနာယောက်ျားကိုတော်လာကောင်မမြင်ခဲ့ဘူးလားလို့မေးတယ်။မြင်ခဲ့ပါတယ်အရှင်လို့ပြန်ပြောတော့အမောင်ယောက်ျားတေချာလိမ်မာသည် ဖြစ်ပါလျက်နဲ့အတိတရားပါလာပါရက်နဲ့အသက်အရွယ်ကြီးရင်သည်ဖြစ်ပါလျက်နဲ့ငါသည်လဲနာကျင်သဘောရှိတယ်နာကျင်သဘောကို မလွန်ဆန်နိုင်ဘူးယခုအခါငါသည် ကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းကောင်းမှုကိုပြုတော်မယ်လို့အဲ့ဒီလိုစိတ်အကျံမဖြစ်ခဲ့ဘူးလားလို့မေးတယ်။ဘုရားနှုတ်ဒီကကောင်းမှုပြုခြင်းကမစွမ်းဆောင်နိုင်ခဲ့ပါမေ့လျော့ခဲ့ပါသည်အရှင်လို့ပြန်ပြောတယ်။ဒီတော့ယမမင်းကအမောင်ယောက်ျားသင်ဟာမေ့လျော့တဲ့အတွက်ကြောင့်ကိုယ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းစိတ်ဖြင့်၎င်းကောင်းမှုတွေမပြုခဲ့ဘူးပဲ။ အမောင်ယောက်ျားအကျဉ်အချင်းရာအပြင်သင်သည်မေ့လျော်ခဲ့တယ်။ထိုကဲ့သို့မေ့လျော်သောအချင်းရာအပြင်သင်ကိုမချွတ်ပြုကြကုန်တော်မယ်။မကောင်းမှုအာကုသို့ကံတွေကသင်မိခင်ပြုခဲ့တာလည်းမဟုတ်ဘူး။သင်ဖခင်ပြုခဲ့တာလည်းမဟုတ်ဘူး။သင်ညီအကိုမောင်နှမတွေပြုခဲ့တာလည်းမဟုတ်ဘူး။သင်ရဲ့ဆွေမျိုးမိတ်ဆွေတွေပြုခဲ့တာလည်းမဟုတ်ဘူး။နတ်တွေပြုခဲ့တာလည်းမဟုတ်ဘူး။ အမနာပြမနာတွေလည်းပြုတ်ခဲ့တာမဟုတ်ဘူးအမတကယ်စဉ်းစားကြည့်တော့ဒီမကောင်းမှုတွေကိုသင်ကိုယ်တိုင်ပဲပြုတ်ခဲ့တာကိုပြုတ်ရင်ကိုပဲခံရမယ်အဲ့ဒီလိုမိန်လိုက်တယ်ဒါလောကမှာလူနာတွေဆိုတာအမြင်မြင်တွေ့နေရတာကိုဖြစ်မှာပဲကိုတည်တယ်ဆိုတဲ့အတိုင်းကိုဘေးနားမှာသူတစ်ပါးတွေနာကြဒိဋ္ဌိဆန်လေးတွေနာတာတွေ့မယ်လူတွေနာတာတွေ့မယ် တချို့ကလေးဘဝလေးနဲ့ယောဂဖြီးစီးပြီးတော့နာကျင်ခြင်းနာခြင်းဝေဒနာကိုခံစားနေရတာတွေ့လိမ့်မယ်မအိုးပင်မဲ့လို့နာနေတဲ့လူငယ်လေးတွေကိုလည်းတွေ့လိမ့်မယ်အိုးလို့မလို့နာနေသောလူနာတွေကိုလည်းတွေ့လိမ့်မယ်အဲ့ဒီလူနာတွေရဲ့ဘဝကို စင်ကျင်ခြင်းအင်မတန်ကြောက်စရာကောင်းတယ်ငယ်ငယ်ရွယ်ရွယ်တုန်းကတော့ တန်တန်မြန်မြန်ဖြတ်ဖြတ်လတ်လတ်နဲ့ငါဟဲ့ဆိုတဲ့စိတ်နဲ့လောဘဥဆောင်ပြီးဒေါသဥဆောင်ပြီးမောဟဥဆောင်မာနဥဆောင်ပြီးတော့ငါဘာတကားဟဲ့လို့ထောင်လွှားခဲ့တဲ့သူတွေတနေ့အိမ်ရာမှာလဲပြီးတော့ကိုကျင်ကြီးတော်ကိုမတုတ်သင်နိုင်ကိုကျင်ငယ်တော်ကိုမတုတ်သင်နိုင်တဲ့ဘဝကိုရောက်တာတွေမြင်ဘူးကြတယ်နေရာကနေထချန်တာတော်ကိုတိုင်းမထနိုင်ပဲနဲ့ ူတစ်ပါးထူပေးမှထာနိုင်တယ်။အိယာသွားချမ်းသားတောင်းမှကိုယ်တိုင်မသွားနိုင်ပဲသူတစ်ပါးချီမှပို့ဆောင်ပေးမှသွားရတယ်။အစားအသောက်ကိုကိုယ်တိုင်မစားနိုင်လို့သူတစ်ပါးကြွေးမှစားရတယ်။ရေတောင်ကိုယ်တိုင်မချိုးနိုင်လို့ဆိုတဲ့အနေအထားတွေအဲ့ဒီလိုယောဂနှိပ်စက်ခံနေရတဲ့လူနာတွေကို တွေ့ဖို့ကြဒါပေမဲ့ကိုမနာသေးတော့တတိမဝင်ဘူး။ ိုအနာမှာလူပေါင်းများစွာ နာသွားကြတာကို မြင်းရဲ့သားနဲ့တတိမဝင်ဘူးကိုကိုကို မနာတော့မယ်လူလို့မန်တက်နေတယ်ဒီနေ့ကျမ်းမာနေခြင်းဟာ မနှက်ပြန်နာဖို့ဖြစ်သွားနိုင်တယ်အချိန်မရွေးမနှက်ကတဲ့အကောင်ကြီးညနေလေးဖြတ်သွားတယ်ဆိုတဲ့သူတွေလည်းမြင်ကြတွေ့ထိလောကမှာတည်နေရတာ ဒါတွေကိုတန်ဝေကယူပါတယ်လူဆိုတာဒီအတိုင်းမနေဘူးတနေ့အိမ်ယာမှာလဲရတယ်အဲ့လိုအိမ်ယာမှာမလဲခင်စုတင်စုထိုက်တဲ့ကုသိုလ်တွေပြုထားမှတော်မယ်လို့အချိန်မလွန်ခင်ကုသိုလ်ကောင်းမှုလုပ်ဖို့ကိုကိုကိုနှိုးဆော်ရမှာအချိန်မလွန်ခင်တတိဝင်ရမှာမေးလျော်နေပြီးတော့ငါကျမ်းမာနေသေးတာပဲဆိုပြီးမဟုတ်တဲ့အလုပ်တွေအကုန်လုံး ငါကျမ်းပါနေသေးတာပဲဆိုပြီးတော့မန်တက်အဲ့ဒီမန်နဲ့ကုသိုလ်မိတ်ကုသိုလ်တွေမိတ်ပြီးတော့ပဝင်းကျင်မှာ ထိတွေ့ဆက်ဆံရတဲ့အချိန်မှလည်းတရားတွေလက်လွတ်ပြီးအာဂရိတရားတွေနဲ့ပြောချစ်တဲ့သူဘက်ကိုဖတ်လိုက် မုန်းတဲ့သူကိုဖိနှိပ်ကြောက်တဲ့သူကိုမြှောက်မသိတဲ့အတွက်ကြောင့်မှား အဲ့ဒီလိုအာဂရိတရားတွေနဲ့ပဲကျင်လည်ပြီးကုသိုလ်မလုပ်ခဲ့တဲ့အခါဒေလုံတဲ့အခါကျတော့ယမမင်းစီရောက်တတ်တယ်ကုသိုလ်လုံးဝပါမသွားတတ်တဲ့ပုဂ္ဂိုလ်မျိုးများကုသိုလ်ကိုမေ့နေသော ပုဂ္ဂိုလ်မျိုးများ မလွဲမသွေ အပေကြကြရတယ်ပူတည်သွားတဲ့အခါလူဘဝတုန်းကကိုလုပ်ခဲ့တဲ့ကံတွေအတိုင်းကြုံရမယ်ဆိုလားအမှန်တရားတစ်ခု ဒါကိုကြုံမှာမဟုတ်ပါဘူးအခုလှုပ်ထားတဲ့အရာတွေအောင်ဘဝမှာခံရမယ်ဆိုတာ မဟုတ်ပါဘူးလို့အဲ့ဒီလို လွဲမှားတဲ့အယူနဲ့နေရင်သိရင်သိပါလိမ့်မယ်ဒီဘဝမှာအသက်ရှင်နေတော့ဘယ်လိုအစွဲမှားနေပဲ ပြောပြောဘယ်လို အမြင်မှားနေပဲ ပြောပြောတည်တဲ့အခါကိုယ်နဲ့အတူအပေါင်းအသင်းလုံနေတဲ့သူတွေကိုနောက်လိုက်မလာဘူး ကိုတယောက်တည်းသွားမှာအဲကိုတယောက်တည်းသွားတဲ့အချိန်ကြတော့မှကိုတဘဝလုံးဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေဒါတွေလိုက်သွားမှာဒါကြောင့်မလို့ကြမ်းကြမ်းမာမာရှိနေတုန်းဒါနသီလဘာဝနာများများလှုပ်ထားဖို့လိုတယ်ဒုစရိုက်တရားတွေ ਨੇ ပျော်ပြီးတော့အဟုတ်မှန်ဒုစရိုက်တရားဆိုတဲ့အာကုတ္တကမကောင်းသောအကျိုးကိုပဲပေးမှာ လုံတုံးတော့ပြောနေရမယ်ခံရတော့စက်ခါတဲ့အရာသာကိုကြုံလိမ့်မယ်ကုသိုလ်ကောင်းမှုကြတော့လုံတုံးအချိန်ခါမှာတော့ခန္ဓာကိုပင်ပန်းခြင်းရှိတယ်စိတ်ပင်ပန်းခြင်းရှိတယ်ပြန့်နေတဲ့စိတ်ကိုထိန်းချုပ်ရတာကုသိုလ်အလုပ်မဟုတ်မတရားတဲ့အလုပ်တွေကို မလုပ်အောင်စောင့်ထိန်းရတာကုသိုလ်အလုပ်အဲ့ဒီလိုလုပ်ရတော့ကုသိုလ်အလုပ်ကစိတ် အားဆိုင်ရတယ်ခန္ဓာကိုယ်အားဆိုင်ရတယ်အဲဒီလို အားဆိုင်ရတဲ့ဝိရိယမျိုးကို မလုချင်ဘူးပော့ရော်တယ်ဆိုတဲ့အခါတည်တဲ့အခါခံရမှာက ကိုတယောက်တည်းတဘောဝလုံးလုတ်ခဲ့တဲ့အလုပ်တွေကိုကိုအမေလုတ်ခဲ့တာလည်းမဟုတ်အမေကို အကြောင်းပြပြီးတော့မကောင်းမှုတွေလုတ်ခဲ့တာပါဆိုတကယ်လုတ်ခဲ့တာကအမေလုတ်ခဲ့တာမဟုတ်ဘူးကိုပဲအဖေကိုအကြောင်းပြပြီးတော့ ဒီအလုပ်တွေလုပ်ခဲ့ရတာပါလို့ပြောမယ်ဆိုလဲအဖေလုပ်ခဲ့တာမဟုတ်ဘူးလုပ်ခဲ့တဲ့သူက ကိုပဲညီကိုမောင်နှမတွေကိုထောက်ပြီးတော့ဒီလိုလုပ်ခဲ့တာပါလို့ပြောရင်လဲအဲ့ဒီမကောင်းမှုတွေလုပ်ခဲ့တာညီကိုမောင်နှမတွေမဟုတ်ဘူးကိုကိုတိုင်းပဲအပေါင်းအသင်းတွေကြောင့်လုပ်ခဲ့တာပါလို့ပြောတော့လဲအဲ့ဒီကိုလုပ်ခဲ့တဲ့အကုသိုလ်ကအပေါင်းအသင်းတွေလုပ်တာမဟုတ်ဘူးကိုကိုတိုင်းလုပ်ခဲ့တာပဲ ဆွေမျိုးတွေကြောင့်လှုပ်ခဲ့တာပါလို့အကြောင်းပြရင်လေအဲဆွေမျိုးတွေလှုပ်ခဲ့တာမဟုတ်ဘူးလှုပ်ခဲ့တာကိုကိုတိုင်းနတ်တွေကြောင့်လှုပ်ခဲ့တာပါဆိုလေပြုတဲ့သူကနတ်တွေမဟုတ်ဘူးကိုကိုတိုင်းပဲတမနာပြမနာယဟန်ပုံနာတို့ကြောင့်လှုပ်ခဲ့တာပါဆိုရင်လေပြုသူကကိုကိုတိုင်းပဲအဲ့ဒီယဟန်ပုံနာတွေမဟုတ်ဘူးဒါကြောင့်စင်စဲအားဖြင့်သင်သည်ပင်ထုံမကောင်းမှုကိုပြုခဲ့တာအဲ့ဒီမကောင်းမှုရဲ့အကျိုးကို သင်ပဲခံစားရမှာပေါ့လို့မြမမင်းကပြောတယ်။အမတန်တန်ဝေကယူသင်းတယ်။ဘဝကိုလေးလေးနက်နက်တွေးသင်းနေ့တိုင်းကိုတန်ဖိုးရှိစွာ ရှင်သန်သင်တယ်။ဒီလိုနဲ့မြမမင်းကဒုတိယသင်မင်းတမန်အကြောင်းမေးပြီးတော့တတိယသင်မင်းတမန်တွေ့ခဲ့လားလို့မေးပြန်။မတွေ့ခဲ့ပါဘူးဆိုတော့အမောင်သင်ဟာလူပြည်မာတော်ကတည်ပြီးတော့ တရက်ရှိပြီးသွားတဲ့လူသေးတေးပြီးတော့နှစ်ရက်ရှိပြီးဖြစ်တဲ့လူသေးတေး၍သုံးရက်မြောက်တဲ့လူသေးဖူးဖူးရောင်နေတဲ့ရုပ်ပြက်ဆင်းပြက်ညိုမဲနေတဲ့ပြီးကဲ့သို့ဆက်စုပ်ပွဲအပုတ်ရည်တွေယိုစီးနေတဲ့မိမသူသေးကောင်းကိုတော်လာကောင်းယောက်ျားသူသေးကောင်းကိုတော်လာကောင်းမမြင်ခဲ့ဘူးလားလို့မေးတယ်မြင်ခဲ့ပါတယ်လို့ပြန်ပြီးတော့ပြောတဲ့အခါကျတော့ အမောင်ယောက်ျားသင်သည်အသိရှိတဲ့သူဖြစ်ပါလျက်နဲ့အသက်အရွယ်လည်းကြီးရင်တဲ့သူ ဖြစ်ပါလျက်နဲ့ငါသည်လည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းသဘောကိုမလွန်နိုင်ဘူးယခုအခါငါသည် ကိုယ်ဖြင့်လကောက်နှုတ်ဖြင့်လကောက်စိတ်ဖြင့်လကောက်ကောင်းမှုပြုမယ်လို့များစိတ်အကြံမဖြစ်ခဲ့ဘူးလားလို့မေးတော့အကျွန်ုပ်ဒီကောင်းမှုပြုခြင်းကမစွမ်းဆောင်နိုင်ခဲ့ဘူးမေးလျော်ခဲ့ပါတယ်အရှင်လို့ပြန်ပြောတယ်တဲ့ ဒီတော့ယမမင်းကထုံးစံအတိုင်းပဲသင်မေးလျော့လို့ကာယကံဝစီကံမနောကံနဲ့မကောင်းမှုတွေသင်ပြုခဲ့တာတတိမေးလို့မလို့သင်ကိုယ်တိုင်ပင်ပြုခဲ့တာအခုသင်ပြုခဲ့တဲ့ကံတွေအတိုင်းသင်ကိုမချွတ်ပြုကြတော့မယ်ဒီမကောင်းမှုတွေကိုသင်မိပါလောက်ခဲ့တာလည်းမဟုတ်ဘူးသင်ညီကိုမောင်နှမလောက်ခဲ့တာလည်းမဟုတ်ဘူးသင်ရဲ့မိတ်ဆွေတငယ်ချင်းတွေလောက်ခဲ့တာလည်းမဟုတ်ဘူးသင်ရဲ့ဆွေမျိုးတွေလောက်ခဲ့တာလည်းမဟုတ်ဘူး နှစ်တွေလှုပ်ခဲတာလည်းမဟုတ်ဘူးတမနာပြမနာတွေလှုပ်ခဲတာလည်းမဟုတ်ဘူးအမှန်တကယ်အပြင်သင်သည်ပင်ထိုမကောင်းမှုကိုပြုတဲ့သူဒီမကောင်းမှုရဲ့အကျိုးကိုသင်ပဲခံစားရလိမ့်မယ်လို့ပြောတယ်ဒီတော့ကိုယ်ပဝင်ခြင်းမှာလူတွေသေနေတယ်ယောဂာနဲ့သေတယ်ဖြက်ခနဲ့သိုးခနဲ့ဇက်ခနဲ့သေတယ်ငယ်တဲ့သူလည်းသေတယ်ကြီးတဲ့သူလည်းသေတယ်ဘဝဆိုတာ အမြဲတမ်းတည်တံ့နေတယ်ဆိုတာမရှိဘူးတသီတတဝါတိုင်းဟာသေဆုံးခြင်းနဲ့အဆုံးသတ်တယ်ဒီသေခြင်းတွေကို မြင်နေရတာနဲ့သေခြင်းတရားကိုစီရောက်မလာသေးသေး၍မန်တက်ငါဟဲ့လို့ထင်းနေတာတကယ်တော့ဘာမှ မကွာဘူးအခုသေသွားတဲ့သူနဲ့ကိုယ်နဲ့အတူတူပဲသူရှေ့ရသွားကိုယ်နောက်ကလိုက်ရတော့မယ်လို့ဒီလိုတတိဝင်ရမှာ သေးသွားတဲ့အခါအိမ်ထဲမထားပဲနဲ့အိမ်အပြင်ထုတ်ကြတာကိုကြည့်ပြီးတော့လေငါသေးသွားလဲဒီလို ထုတ်ကြမှာပဲလို့တန်ဝေကယူတင်လောလောဆယ်ကို စွမ်းဆောင်နိုင်တုံးကိုဥစ္စာရှာနိုင်တုံးကို့မှာမမောเสียရှိတုံးလူတွေကကို့ကိုအိမ်ဦးခံတင်ကြနေရပေးကြလုပ်နေကြတယ်သေသွားရင်အိမ်ဦးခံမပြောနဲ့အိမ်လေကားတင်မှာတော့မရှိစေချင်ဘူး မင်္ဂလာမရှိလို့ဆိုပြီးအိမ်အပြင်ထုတ်ပြစ်ကြအကိုလည်းဒီအတိုင်းပဲအသေးသွားရင်ဒီလိုလောက်ကြတာပါလားလို့တန်ဝေကယူတယ်။သေပြီးနောက်ဒီလိုပုတ်တာပါလားသေပြီးနောက်ဒီလိုစွန့်ပစ်ခံရတာပါလားဒီလိုတန်ဝေကယူရတယ်။တကယ်တော့လူဘဝဆိုတာဘာမှအနှစ်မရှိဘူး။တကယ်အနှစ်ကအသက်ရှင်စဉ်ကာလမှာလူသားပိသားစွာရှင်သန်သွားတယ် ာဏသီလဘာဝနာတို့ဖြင့်ပြည့်စုံစွာရှင်သန်သွားတယ်ဆိုတာကမှအဲ့ဒါတကယ်အနှစ်ရှိတဲ့သောသီလအနှစ်ရှိတဲ့သောတမာတိအနှစ်ရှိတဲ့သောပညာအနှစ်ရှိတာကမှအဲ့ဒါအနှစ်ရှိသောဘဝကိုရှင်သန်သွားတဲ့သူလို့ခေါ်တယ်ဒီလိုမှမဟုတ်ဘဲနဲ့ကာမဂုဏ်တရားတွေနဲ့ပဲမေ့လျော့ပြီးမကောင်းမှုအကုသို့ကိုလွဲလွဲလုပ်တယ် စင်ကြယ်လွယ်လွယ်ပေးပြီးတော့လွယ်လွယ်လှုပ်တော့နောက်ဆုံးတော့ဘာအကြောင်းပဲ ပြပြလှုပ်သူဟာကိုပဲဘသူမှဝင်မခံဘူးကိုလှုပ်ထားတဲ့ကံကိုပဲခံရမှာအဲ့လိုဆိုတော့ဒီလိုမကောင်းမှုအကုသိုလ်တွေကိုလှုပ်ထားပြီးဆိုရင်တေးတဲ့ခါအပယ်လေးပုံ တပုံပုံတော့ရောက်မှာပဲအင်မတန်ကြမ်းတမ်းတဲ့အကုသိုလ်ကိုပြုခဲ့မယ်ဆိုရင်ငရဲကြရတယ်ဒီလိုမှမဟုတ် တခြားသောသူထက်နဲ့နဲ့ပေါ့ရော်မယ်ဆိုရင်တိရစ္ဆာန်ဖြစ်မယ်ပြိတ္တာဖြစ်မယ်အဲ့ဒီလိုမျိုးကံအကျိုးပေးတွေအတိုင်းသွားကြတယ်ပြစ္ဆုတ်ဗံဘဝမှာအားဆိုင်မှု꽈တလို့လူတွေရဲ့ရောက်ရှိမှုပန်းတိုင်းတွေလည်း꽈နေတာတွေ့တယ်လို့ပဲဒါပြစ္ဆုတ်ဗံမှာရှိသေးတယ်ဒီနေ့အကောင်းဆုံးရှင်သန်တဲ့သူဟာမနှက်ပြန်မှာ ပို့ပြီးတော့ตาတော့အနာဂတ်ကိုပိုင်ဆိုင်လိမ့်မယ်ဒီနေ့ကိုကိုကိုအကောင်းဆုံးအတိတ်ပဲအရှိဆုံးရှင်တန်ပြီးပြုတင်တဲ့အလုပ်ကိုပြီးအောင်လုပ်တဲ့သူဟာမနှက်ဖြံပါတာဝန်တွေလေးလံမှုမရှိပဲပေါ်ပါစွာရှင်တန်နိုင်တယ်ဒီနေ့ကြိုးစားတဲ့သူဟာမနှက်ဖြံပါအောင်မြင်မှုနဲ့ပိုနီးလာတယ်အဲ့ဒီလိုပဲပြုတ်ထားတဲ့ကိုယ့်ရဲ့ကံတွေဟာ အားဆိုင်မှုကောင်းရင်ကောင်းတယ်လို့အားဆိုင်မှုယော့ရင်ယော့တယ်လို့ပြစ္ဆုတ်ပံဘဝမှာတော့ပန်းတိုင်တွေမတူဖြစ်ကြရောက်ရှိမှုတွေတည်ရှိမှုတွေဒါတွေမတူဖြစ်ကြအဲ့တော့ကိုအားဆိုင်တဲ့အလုတ်အလုတ်ကိုကံလို့ခေါ်တာကိုယ့်ရဲ့ဝိရိယကိုယ့်ရဲ့စေတနာဒါတွေအပေါ်မှာမူတည်ပြီးလူတွေတယောက်နဲ့တယောက်နဲ့ပြစ္ဆုတ်ပံမှာတော့ကြွာကြအဲ့တော့တေလွန်တဲ့အခါအဲ့ဒီအတိုင်းသွားမယ် ဒါကြောင့်မကောင်းမှု အကုသိုလ်ဝေးအောင်နေပါ အနှစ်ရှိတဲ့ဒါနသီလဘာဝနာနဲ့ပြည့်စုံအောင်နေပါအချိန်ရှိသေးတယ်ဒီတရားကိုနာခွင့်ရလိုက်တယ်ဆိုရင်အချိန်ရှိသေးလို့နာခွင့်ရလိုက်တယ်ကြိုးစားဖို့ကကိုတောင်းဝင်ဟောတဲ့သူလဲကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်လွတ်မြောက်မယ်နာတဲ့သူလဲကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်လွတ်မြောက်မယ် ဟောသူနာသူနှူးသားတို့အနစ်ရှိသူ အနစ်ရှိသလိုအကျိုးပေးမယ်အနစ်မဲ့သူ အနစ်မဲ့သလိုအကျိုးပေးမယ်ဟောလို့မလို့ဆိုပြီးတော့လဲအပေကမလွတ်ဘူးသူ့ရဲ့ကာယကံဝစီကံမနောကံဖြူစင်မှလွတ်မြောက်တယ်နာလို့မလို့ဆိုပြီးတော့လဲအပေကမလွတ်ဘူးသူ့ရဲ့ကာယကံဝစီကံမနောကံ ဖြူစင်ပါမှလွတ်မြောက်တယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သိုးညက်တဲ့အကုသိုလ်ဒုစရိုက်တွေကိုပြုကျင့်ခြင်းမရှိကြကုန်ပဲအနစ်ရှိသောသီလတမာရီပညာတို့ကိုပြည့်စုံအောင်ဖြည့်စွမ်းနိုင်ကြကုန်၍ငြိမ်းအေးမှုအမှန်မျက်နှိပ်ပံကို မျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။